တင်းငွေနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့တွင်ကာလဟာထူးခြားသောအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်။လမ်းကြောင်းသစ်တွေပေါ်မယ်။အပြောင်းလဲနဲ့တိုးတက်မှုကို ဖန်တီးနိုင်တယ်။ငွေကြေးကိစ္စအတွက်စိတ်ပင်ပန်းမယ်။ဝင်ဝင်ပြန်ထွက်မမြင်။တရက်နေ့မှာရန်တိုက်ခတ်နေကြတဲ့အဖြစ်အပျက်ပြီးမှလိုရာပြည့်စုံမယ်။ နေ့ရက်နေ့မှာအသွာလာနေထိုင်ကျူးဆိုင်ရမယ်မတော်တဆနေရှိတတ်တယ်။တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တယ်။နေ့၁၇နိုင်နဲ့တနိုင်ခွဲတွင်သွာလာကျူးဆိုင်ရမယ်။၃ရက်နေ့မှာရန်အလုံးကိုကြော်ပြီးမှအလိုရှိရာပြေဆုံးမယ်။၄ရက်နေ့ကတော့ထူးထူးခြားခြားကောင်းသောကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်ပြီးတော့အရာရာဆင်ပြေမယ်။၅ရက်နေ့မှာငွေရေးကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆောင်ရွက်မှုအောင်မြင်ခြင်းအကျိုးပေးခြင်းရှိမယ်။၆ရက်နေ့က ငွေကြေးလုပ်ငန်းကြံစီရွေးချက်အောင်မြင်မယ်။ဒါပေမဲ့အရှိမရောက်ကိုတည်သွားစေနေရှိတတ်တယ်။မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြညနေ၄နိုင်ခွဲနဲ့၆နိုင်ကြတွေပါအသွာလာကြည့်ဆိုင်ရမယ်။ခုနှစ်နှစ်မှာတော့ရှမ်းများမယ်ပြိုင်များမယ်အတိုက်ခံနဲ့ရှင်ပြီးမှအလိုရှိရာတွေတွေပြည့်စုံမယ်။ဒီတပတ်တာကာလအတော်တွေမှာကြာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေတနင်္လာမွေးသူများကြောင့် စိတ်နောက်စိတ်တည်တည်ရှိတတ်တယ်နှစ်ခြောက်ခွန်ကနန်းနေအကျိုးပေးပါလေအစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလို့ရှိရာကိစ္စများ ဆောင်ရွက်နိုင်ပါလေပန်းရောင်နှင်းစီ တပွင့်ကိုမိမိယုံကြည်ကိုယ်ကိုရာဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြပါမယ်ကျေးဇူးတင်ပါလေတနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတွဲမှာကံကောင်းမယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူတိုးတက်လိမ့်မယ်ရည်ရည်မြုံနံမှုများမှကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လုပ်ရလိမ့်မယ်အဲဒီလှုပ်တဲ့ခါမှလည်းကိုယ့်ဘက်က ောင်မြင်ခြင်းကိုရဖို့တေချာဖို့အခွင့်အလမ်းတွေရှိလာနိုင်မယ်။တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့တဲ့ကံပွင့်နဲ့နှစ်ရက်နေ့မှာမတော်တဆနေကြည့်ဆိုင်ရမယ်။အဲ့ဒီနေ့မှာရှင်ရနေရှင်ရနေသတိထားရမယ်။တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တဲ့နေ့ဆန္ဒနိုင်တဲ့တန်တိုင်ခွဲအတွင်းမှာသွားလာနေထိုင်ကြည့်ဆိုင်ရမယ်။၃ရက်နေ့မှာတော့အညာဆိုးကင်းပြီးတော့ ကောင်းသောနေထားတွတ်တက်တဲ့ကံနေဖို့မယ်ဆုံးဖြတ်ချက်မှန်မယ်။လေးရက်နေမှာရပိုင်ခွင့်နေလက်ဝဲပြန်ရမယ်ဘဝတွတ်တက်မယ်။၅ရက်နေကတော့အရာရာအောင်မြင်ခြင်းအစဉ်ပြေခြင်းတွတ်တက်ခြင်းနေရှိမယ်။၆ရက်နေမှာမတော်တဆထိခိုက်မွေနေကြူးဆက်ရမယ်။ရံပတိဖက်ကတွေနဲ့လည်းထိတိုက်တွေ့ရတတ်တယ်။အရှင်းမြောက်ရကုန်တည်သွားစေရန်နေရှိတတ်တယ်။မနဲ့၄နိုင်ခွေနဲ့၆နိုင်ကြညနေ၄နိုင်ခွေနဲ့၆နိုင်ကြကာလနှစ်ခုဟာ အသွာလာကြီးဆက်မယ်နေထားရှိအခုနေ့နေ့မှာတော့စာရွက်စာတမ်းတမတ်ထူတာဝင်ချိတ်ကိစ္စတောင်ယူရမခန္ဓာလုံးဝမလုပ်ရဒီတပတ်တာကာလအတော်တွင်မှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ခေါ်မှာအချိုးရှိမယ် တနေ့ကနေနေတောင်းကြနေမွေးသူတွေနဲ့တွဲပြီးလုပ်တဲ့ကိစ္စတွေကနေစိတ်အနှောက်အယှက်တွေဖြစ်တတ်တယ်။နံပါတ်၈၃၆နံနေဂျိုးပေးတယ်။အ내ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ။ပိုက်ဆံရည်ထဲမှာရွှေရောင်တွေချိတ်တခုနဲ့ငွေရောင်တွေချိတ်တခုနဲ့သူချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီး တပတ်တာကိစ္စကောင်းချင်းခံတမကိုရယူပါကျေးဇူးတင်ပါတယ်။ဒါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025မေလ10ရက်နေ့နဲ့9ရက်နေ့တော်တွင်ကာလဟာကောင်းသောကံတမရှိတယ်။ဝေးကွာသူတွေနဲ့ပြန်လည်ဆောင်စည်းမယ်။ခီးကိစ္စကြံစည်အောင်မြင်မယ်။ရတ္တနဲ့လူတွေပြန်လည်စတင်နိုင်တယ်။ပြိနေတဲ့လမ်းကြောင်းတွေကိုပြန်ပွဲမယ်။ ကလရှိချက်ခက်ခဲနေတဲ့ကိစ္စတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ဥတီချက်တဲ့ဒုက္ခရမှထူးခြားသောတိုးတက်မှုကိုရမယ်အမျိုးသမီးမင်းဆွေကြည်ခဲတူထမံကူညီရမယ်မေတ္တာရေရကံကောင်းမယ်စမ်းဖွဲ့မယ်တရက်နေ့ဟာအရာရာဆင်ပြေသောနေထားနဲ့တိုးတက်တဲ့ကံဖွဲ့မယ်နေ့ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်မတော်တဆထိခိုက်မှန်တဲ့ကိစ္စရမယ်တောင်ရက်ကိုတည်သွားစေခြင်းဖြစ်တတ်တယ်နေ့စရနိုင်တဲ့တန်တိုင်ခွဲကြအသွာလာကိစ္စရမယ် တောရက်နေ့ကတော့ငွေချေးခံကောင်းခြင်းလက်ဖွင့်ခြင်းအရာရာဆင်ပြေခြင်းကိုကြောင်းမယ်လေးရက်နေ့မှာရန်နောက်ဆက်တင်နဲ့ထိတိုက်တွေ့မယ်အတိုက်ခံများမယ်မှန်းနာနဲ့လက်တွေ့ကဟာမယ်ငါးရက်နေ့ကတော့အရာရာကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ခံခြင်းတွေဘဝရည်မှန်းချက်စစ်တွေအောင်မြင်မယ်၆ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တက်ခြင်းကိုကြောင်းမယ်သွန်လေးကစားအဲ့ဒီနေ့မှာမတော်တဆအညစ်ဖြစ်တတ်တဲ့ယူဆက်မယ်ခန့်ရံဖြစ်မှုကိုလည်းရှောင်မှာအဲ့ဒီမှာ ဒဲတာပြူတာဆက်ဖြစ်ရင်အန္တရာယ်ကြီးတတ်တယ်။အသွမ်းလာနေထိုင်ကလည်းဂိူးဆက်ရမှာပေါ့။ရှေးမြောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။မနေ့လေးနိုင်ခွဲနဲ့၆နိုင်အတွင်းမနေ့စောစောလမ်းလျှောက်သူတွေသွားတိုင်းမှာဂိူးဆက်။ညနေလေးနိုင်ခွဲနဲ့၆နိုင်ကြာမှလည်းအသွမ်းလာနေထိုင်ဂိူးဆက်ပေးရမယ်။ခုနှစ်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့စင်ပြေခြင်းတွေရှိပြီးတော့အရာရာစင်ပြေသွားမယ်။ဒီကာလအတော်အတွင်းမှာတနင်္လာနေ့ကနေ့သောကြနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ ခြားသာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေတတ်တယ်။သူတို့နဲ့ပတ်သက်လို့စိတ်နှောက်ဆက်တိဖြစ်တတ်တယ်။64 5ခဏနေချိုးပေးပါလေ။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သွန်ဆွဲပြီးလို့ရှိရကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီပန်းလေးတွေဖျားပူဇော်ပြီးလိုရာဆုတောင်းမှာထူးခြားစွာ ကောင်းခြင်းကံတွေရလာပါမယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့ အတော်တွင်ကာလမှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်ရာလို့ကိုကြော်သွားပြီးဘဝတွတ်တဲ့မှုကိုရမယ်ကိုယ်ပိုင်ယက်တီခြင်းနဲ့လောကကြီးတွေနဲ့သာရာကိုကြုံမယ်မထင်မှတ်သေးဆောင်ရွက်လိုက်တဲ့ကိစ္စလေးတွေကနေမမျော်လင့်သောငွေချေးတိုက်တာနဲ့အောင်မြင်မှုလမ်းကြောင်းကိုပေါ်မယ်သူတစ်ပါးနဲ့မတူတဲ့ရှုတော့ကနေအငင်းခုန်နေတိုက်ခတ်နေကြတဲ့ရကိုရွေးချတဲ့လမ်းကြောင်းကနေကိုရှေ့တိုးလို့တာနေတိုးတက်တဲ့နေထားကြရောက်မယ်အခြေရေးကံမကောင်းဘူးငွေချေးကံကောင်းမယ် လက်ဖွဲ့မယ်တရက်နေ့မှာတိုက်ခန့်ကြမှာတိုးတက်မှုကိုရရှိပြီးလိုရာပြည့်စုံမယ်နှစ်ရက်နေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်ရန်တိုက်ခန့်များမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့၁၂နိုင်နဲ့တနင်္ဂနွေတွေသွာလာကြည့်ဆက်သုံးရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်လေးရက်နေ့မှာယဉ်ကျေးသူများနဲ့စကားများတတ်တယ်ပฏิပက္ခရှိတယ်၅ရက်နေ့ကအရာရာဆင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့ကံတွေပေါ်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်6ရက်နေ့မှာအခက်ခဲကြတာတိုးတက်မယ်လူရပြည့်စုံမယ်တိုက်ခတ်တဲ့ဂျုံပြီးမှလူရဆန္ဒပြည့်စုံခြင်းကိုရှုံမယ်မနေ့လေးနိုင်ခွဲနဲ့6နိုင်တွင်သွာလာကြည့်ဆက်မယ်ရှင်းမြောက်ရကုတ်တီသွားစံနေဖြစ်တတ်တယ်9ရက်နေ့မှာကောင်းသောကံပေါ်ပေါက်ခြင်းလူရဆန္ဒပြည့်စုံခြင်းငွေချေလုပ်ငန်းဘဝရည်မှန်းချက်အလုံးစုံကောင်းစွာစင်ပြေမှုနဲ့တိုးတက်မှုတွေကိုပေါ်ထွန်းပါလိမ့်မယ်တနင်္ဂနွေနေ့စောက်ချန်နေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ် တနည်းလာနေဂျာစာပလေးနေမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနာချိုးပေးတယ်။အဖြူစိမ့်မိကိုရောင်တို့ကိုဝစ်စစ်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။စပယ်ပန်းဘုရားကတူပူဇော်ပြီးတော့လောရာဆူတောင်းရဲ့ဆူတောင်းပြေပါလိမ့်မယ်။ယေရှုတင်ပါတယ်။ဂျာစာပလေးနေမွေးသူအားလုံးမင်္ဂလာပါ။2025မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြိုင်တိုက်ခံနေတဲ့ထိတ်တိုက်ရင်ဆိုင်ပြီးမှ အလိုရှိရပြည့်စုံပဲမူလစီစဉ်တာတွေကို အကောင့်ထည့်ဖွယ်ရမှနှောင့်နေမယ်အစီအစဉ်မရှိပဲပေါ်ပေါက်လာတဲ့ခြေတွေကို စနစ်တကျလေးလာသုံးသပ်ပြီးဆုံးဖြတ်ရှည်တိုးလုပ်ကင်ခြေတွေကတော့ထူထူခြားခြားချိုးပေးလိမ့်မယ်ခရီးပြတ်တဲ့သူတွေနဲ့တွေ့လိမ့်မယ်အခက်ခဲကြတဲ့ကထိုးပေါက်ပြည့်ရဲ့လဲအောင်မြင်တဲ့ခံချမာကိုရနိုင်မယ်ကျမ်းမာရေးချူကြမယ်အနည်းမရှိဘူး ပွားနာသွားခိုက်ဖြစ်တတ်တယ်အဆုတ်အိမ်မှုတွေဖြစ်တတ်တယ်ပြုပါတော့ခြောက်ရောက်ခြင်းမရှိဘူးတရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်နှစ်ရက်နေ့မှာအတိုက်ခံကြမှာ တိုးတက်မှုရှိမယ်မတော်တဆနေရောတောင်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တော့ကျူဆန်းရမယ်နေ၁၇နိုင်နဲ့တန်တန်ခွဲကြသွားလာကျူဆန်း၃ရက်နေ့မှာရပိုင်ခွင့်နေလက်ဝဲပြန်လဲတောင်းဆိုရရှိနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်၄ရက်နေ့မှာ ရှင်ပြိုင်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုကြောင်းမယ်။ငါးရည်နေ့မှာအတိုက်ခံနေကြတဲ့ဘဝလူရဆန္ဒပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုရနိုင်မယ်။၆ရည်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်။မတော်တဆအနေကူဆိုင်ရမယ်။အရှင်းမြောက်ရကုန်တည်သွားစေအနေဖြစ်တတ်တယ်။မနေ့၄နိုင်ခွဲနဲ့၆နိုင်တွင်သွားလာကူဆိုင်ရမယ်။ခုနှစ်ရည်နေ့မှာ အတိုက်ခံအလုံးကိုကျော်လွှားမယ်လောရဆန္ဒပြည့်စုံမယ်ဝေခြေခံစီဝဘဝခံတိုးတက်မှုအစဉ်စဉ်ကိုရရှိနိုင်မယ်ဇာတာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်ငါ၆၉ခဏနေ့ကျိုးပေးတယ်အနီရောင်ချက်သွေးရောင်ဘတ်ရောင်တို့ကိုသုံးဆွဲပြီးလောရကိစ္စဆောင်ရွက်ပါ အနီယံပန်းဖွင့်ဖျားခတ်လူ၍လူရဆူတောင်းမှာကျေးဇူးတင်ပါတယ်။တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပန်း2025ခုနှစ်မေလ၁ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအချမ်းစီအောင်မြင်မယ်ဘဝတိုးတက်မှုရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အလုပ်တိုးတက်မယ်ပထမသောဝင်ွေရမယ် လုပ်ငန်းရေးရာအောင်မြင်မယ်ဘလောက်ခက်ခဲဒီကာလမှာဆောင်ရွက်တဲ့ကိစ္စတွေရဲ့ကောင်းသောအကျိုးဆက်ကိုရရှိနိုင်မယ်တရက်နေ့ကတော့ထူးထူးခြားခြားကောင်းခြင်းဆင်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းတွေရှိမယ်နှစ်ရက်နေ့တောင်ရက်ကိုတည်သွားစေနေရှိတဲ့တဲ့နေ့ဆက်နနိုင်တဲ့တနိုင်ခွဲတွင်သတိထားမယ်လုပ်ငန်းတွေကိုတော့တိုးချဲ့တာအောင်မြင်မယ်သုံးရက်နေ့မှာကတိစာချုပ်လက်မှတ်ထိုးခြင်းမပြုရအောင်ကတိပြတ်တတ်တယ် စကားများတတ်တယ်။လေးရက်နေ့အရာရာဆင်ပြေမယ်။ပြိုရွယ်သူတွေစမ်းပွေမယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းတဲ့ချုံမယ်။၅ရက်နေ့မှာခရီးကိစ္စဆင်ပြေမယ်။အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။၆ရက်နေ့ကငွေချေးကံကောင်းမယ်၊လက်ပွင့်မယ်၊လိုရာပြည့်စုံမယ်။ဒါပေမဲ့မနေ့လေးတိုင်ခွဲနဲ့၆နိုင်တွင်သွားလာနေတဲ့ယူဆက်မယ်။အနည်းရှိတတ်တယ်။ရှင်းမြောက်ရကုန်တည်သောစေနည်းရှိတတ်တယ်။ခုနှစ်ရက်နေ့ကတော့ရံများမယ်။ အတိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဒီကာလအတွင်းတနေ့ကနေသောကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တနေ့လာကြာသာပတိနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်နှစ်ခုကိုကနန်ချိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးလူရကိစ္စဆောင်ရနိုင်တယ်တပြေညွန့်ဖျားလူပြီးတော့အလိုရှိရာဆူတောင်းမှာဆူတောင်းပြပါနိုင်မယ်ကျေးဇူးတင်ပါတယ် စနေနေ့မွေးစွာသောမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်ပါကိုပဲရည်တည်ခြင်းနဲ့လောကမှုတွေရည်တည်နေရှိတော်လောမယ်သူတစ်ပါးနောက်လိုက်လှုပ်တဲ့ကိစ္စတွေကလုံးကအနောက်ရှက်တွေရှိမယ်တပါးသူအကြံဉာဏ်ယူပြီးလို့ရင်ကလုံးမားမယ်ကိုပဲဉာဏ်ဉာဏ်နဲ့လှုပ်ပါတွဲလှုပ်တာနဲ့ဒီကိုယ်တော်တို့တာ ကြိုးပေးမယ်ယင်းဤသူများနဲ့စကားများတတ်တဲ့ပဋိပက္ခဖြစ်တတ်တဲ့အငင်းခုံများတော်လျှော့ရမယ် ဒီကလာအတွင်းငွေကြေးများစွာမြုပ်နှံခြင်းလုံးဝမလုပ်ရနဲ့မြုပ်လိုက်ရင်အကုန်လုံးရှုံးသွားနိုင်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုရအောင်လုပ်လို့ရတယ်ဒီချိန်မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုမလွဲသေးကြပါဘူးရမယ်တရက်နေ့ကတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်နေ့ဖြစ်တယ်နှစ်ရက်နေ့မှာအရာရာဆင်ပြေမယ်ကံကောင်းခြင်းရှိမယ်ဒါပေမဲ့မတော်ဆနေကျူးဆန်ရမယ်တောင်းရောက်ကုန်တည်သွားစရာနေ့ဖြစ်တတ်တယ်နေ့စရနိုင်တဲ့တန်တိုင်ခွဲကြွသတိထားတောင်းရက်နေ့မှာတော့ ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီမံရေးရကံဖျားဖျားအလုံးစုံကောင်းခြင်းတိုးတက်ခြင်းနဲ့ကံမြတ်မှခြင်းတွေကိုရရှိနိုင်တယ်။လေးရက်နေ့မှာရန်တိုက်ကနေနဲ့ရှင်ပြီးလုံးအောင်မှာအခက်အခဲကြုံမဲ့ပြီးမှဝေးကြီးကိစ္စလုပ်ငန်းကိစ္စဆင်းပြေမဲ့၅ရက်နေ့မှာမှန်းတာနဲ့လက်တွေ့ကောင်းမဲ့ဒါပေမဲ့ကိုလိုချင်တာကိုရဲတင်းနဲ့လို့အစုံပိုင်းမှာဆင်ပြေသွားမယ်။၆ရက်နေ့ကရပိုင်ခွင့်နဲ့ပြန်ရမယ်ဆုံးဖြတ်ချက်မှန်းမယ်အရာရာတိုက်ခံကြတဲ့ထိုးပေါက်ပြီးလောက်ကန်နိုင်တဲ့ရှင်းပြောင်းရောက်ကိုဥတီသွားစဉ်ညက်ယူဆက်ရမယ်။ မနေ့လင်းနိုင်ခွဲနဲ့၆နိုင်ကြာသွားလာကြည့်ဆိုင်ရမယ်ခုနှစ်နှစ်မှာအတိုက်ခံအားလုံးကိုကြော်ပြီးလိုရာပြည့်စုံနိုင်တဲ့ဘဝတိုးတက်ခြင်းရကံနှစ်သာရကိုကြုံမယ်ကြာသာပရင်းနဲ့ပုံထူးနဲ့တနေ့လာနေမွေးစုတွေကောင်းတယ်ကိုကိုချိုးပေးလိမ့်မယ်တနေ့ကလေးရင်ကမွေးစုများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်တယ်ငါခုန်ကိုကနန်းနဲ့ချိုးပေးတယ်အစိမ်းရောင်ဖြစ်ရောမိခွန်းရောင်ဝစ်ပြီးလိုရာကိစ္စဆောင်ရွက်ပါအဖြစ်ရောပန်းဝင်ဖျားတဲ့လိုရာဆောင်တာပြုဇာနာပြည့်စုံနေမယ်ကျေးဇူးတင်ပါတယ်